မင်္ဂလာမနက်ခင်ပါရှင်2025ခုနှစ်ဇွန်လ14ရက်နေ့ရေဒီယို NUG မနက်ခင်ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဦးမမ ထမအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့ဂျမဖက်အာနာဖီစိန်လှူရှာမှုဆိုင်ရာနိုင်ငံဝင်နဲ့ဥပဒေအား CRPH မှအတည်ပြုပြဌာန်းတဲ့သတင်းဖြစ်ပါတယ်။ပြည်တော်စုသမရမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရ CDM အောင်မြင်ကော်မတီ CDM ဆက်ဆက်ကော်မတီကပေးပို့လာတဲ့ဂျမဖက်အာနာဖီစိန်လှူရှာမှုဆိုင်ရာနိုင်ငံဝင်နဲ့ဥပဒေအားပြည်တော်စုလွှတ်တော်ကဇွန်လ23ရက်နေ့တွင်အတည်ပြုပြဌာန်းလိုက်ကြောင်းပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကသတင်းထုတ်ပြန်ပါတယ်။ဂျမဖက်အာနာဖီစိန်လှူရှာမှုဆိုင်ရာနိုင်ငံဝင်နဲ့ဥပဒေကို ၁။စီရီယမ်နိုင်ငံဝင်နှင်းများ၏နိုင်ငံရေးခံယူချက်အားလေးစားတံမိုးထား၍နိုင်ငံသားအခွင့်အရေးနှင့်အခြေခံလူအခွင့်အရေးအားအကာအကွယ်ပေးရန် နှင့် CDM နိုင်ငံဝန်ထမ်းများအားလေးစားဂုဏ်ပြုအပ်သည့်ဝန်ထမ်းကောင်းများအဖြစ်တည်မှတ်ပြုခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းများကိုထည့်ရောက်စွာဆောင်ရွက်ရန်၃ CDM နိုင်ငံဝန်ထမ်းများ၏ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစွမ်းရည်များဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်လိုအပ်သောကူညီများပံ့ပိုးပေးရန်၄ CDM နိုင်ငံဝန်ထမ်းများ၏နှင်နာမှုများနှင့်လူခွင့်ရေးချိုးဖောက်ခံရမှုများကိုရှာဖွေဖော်ထုတ်ပြီးပြန်လည်ကုစားပေးခြင်းနှင့်မှန်တရားနှင့်တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းအစီအမံများဆောင်ရွက်ရန်၅ဂုံတိတ်ခါရှိပြီးမှန်တရားနှင့်တရားမျှတမှု ကိုတက်မိုးထသောဖရဒီမိုကရေစီပြည်ထောင်စုနှင့်ကိုက်ညီသည့်နိုင်ငံဝန်ထမ်းရန်တရားကိုဖော်ဆောင်ရာတွင်အထောက်အကူဖြစ်စေရန်6စီရမ်နိုင်ငံဝန်ထမ်းများ၏မြင့်မြတ်သောခံယူချက်နှင့်စိတ်ဓာတ်များရေရှည်တည်တံ့စေရန်ခုနှစ်စီရမ်မလုပ်သောနိုင်ငံဝန်ထမ်းများကိုဥပဒေနှင့်အညီစစ်စစ်၍၎င်းတို့၏ပြုလုပ်မှုပြက်ကွက်မှုများအပေါ်ရေးယူမှုများပြုလုပ်ရန်စတဲ့ရည်ရွယ်ချက်များဖြင့်တည်ပြုပြဋ္ဌာန်းခဲ့တယ်လို့ဖော်ပြပါရတယ်။ဂျမဖက်အာနာဖီဇိုင်းလှုံ့ဆော်မှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေတွင်ခန်းခုနှစ်ခန်းပါဝင်ပြီး တိမှတ်ပြုခြင်း၊ဂုဏ်ပြုခြင်းမြင်ခြင်း၊ပြန်လည်ကူစားပေးခြင်း၊မှန်တရားနှင့်တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်း၊ရေးယူခြင်းအတနာခန်းစားတင်သွင်းခြင်း၊ကော်မရှင်ဖွဲ့စည်းခြင်း၊ကော်မရှင်၏တက်တန်း၊ကော်မရှင်တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့်ထွေထွေစတဲ့ဥပဒေများအခန့်ခန့်များပါဝင်ပါရရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းတစ်ပုဒ်ကတော့စကိုင်းဖရဲယူနစ်လွှတ်တော်နဲ့စကိုင်းဖရဲယူနစ်စီရမ်နိုင်ငံဝန်ထမ်းကောင်စီ CCSC SFU တို့တွေ့ဆုံဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။စကိုင်းဖရဲယူနစ်လွှတ်တော်နဲ့စကိုင်းဖရဲယူနစ်စီရမ်နိုင်ငံဝန်ထမ်းကောင်စီ CCSC SFU တို့ဒီ2025ခုနှစ်ဇွန်လ23ရက်နေ့တနအိချင်းတွင်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာစကိုင်းဖရဲယူနစ်လွှတ်တော်ဥက္ကဋ္ဌမှနှုတ်ခွန်းဆက်စကားနဲ့ရှေ့လုံငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေကိုရှင်းလင်းပြောကြားခဲ့ပြီးနောက်စကိုင်းဖရဲယူနစ် CDM နိုင်ငံဝန်ထမ်းကောင်စီ CCSC SFU SFUE ဥက္ကဋ္ဌတို့မှနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါတယ်။အဲဒီနောက်စကိုင်းဖရေယူနစ်ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအကြံပြုချက်များနဲ့တည်ပြုရေးဆိုင်ရာကိစ္စရပ်များအပြင်စကိုင်းဖရေယူနစ်အတွင်း CDM နိုင်ငံဝင်နေများ၏ကြုံတွေ့နေရတဲ့စိန်ခေါ်မှုအခက်အခဲများနဲ့ရှေ့လုံငန်းစဉ်ဆိုင်ရာကိစ္စရပ်များအပေါ်ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်ရှင်။ ဆက်လက်ပြီးဆေးဝါးကုသရေးအလုံးလောက်စွာမရှိခြင်းကြောင့်ဥပိုလ်ကျင်းတော်ရှိနိုင်ငံအကျဉ်းသားဥမော်ထူချဆုံးရတဲ့တရင်ကိုတင်ပြပေးပါအောင်မယ်။2025ခုနှစ်မလ28ရက်နေ့တွင်ငလင်ပြင်းထန်စွာလှုပ်ခတ်ခြင်းကြောင့်ဥပိုလ်ကျင်းထောင်တွင်တောင်နှံကြခံလျက်ရှိသောဥမော်ထူ94နှစ်သည့်လေပင်နှင့်ဥကောင်းတွင်ပြင်းထန်ဒဏ်ရာများရရှိခဲ့ပါသည်။ဥမော်ထူဟာ2020ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာမန္တလေးတိုင်းချမ်းမြသာစီမြို့နယ်ချမ်းမြသာစီရဲစခန်းမှာဖမ်းဆီးထိန်သိမ်းခံရပြီးပုံမှန်905ကကြီနဲ့90ညတို့နဲ့တရားစွဲဆိုခံရကထောင် ်18နှစ်ကြာခံနေရသူတဦးဖြစ်ပါတယ်။ငလင်ဘေးကြောင့်ဥမော်ထူရရှိတဲ့ဒဏ်ရာများမှာပြင်းထန်လာတာကြောင့်ခွဲစိတ်ကုသမှုနှစ်ကြိမ်တိုင်တိုင်ခံယူခဲ့ပေမဲ့ဇမရေးပြန်လဲကောင်းမွန်လာခြင်းမရှိဘဲကိုမဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ဥမော်ထူထမန်စိတ်ကုသရရနဲ့ ခွဲစိခ380ကျက်ခန့်လိုအပ်တော်လဲ PPNM မှာ133600ကျက်တာကူညီပေးနိုင်ခဲ့ပြီးခွဲစိကူတောင်းမှုရရှိရဲ့ငွေကြေးကြိုးစားရှာဖွေနေစဉ်အတွင်းမှာပဲဥမော်ထူသာရရှိတဲ့ဒဏ်ရာများနဲ့2025ခုနှစ်ဇွန်လ13ရက်နေ့နနက်9နာရီအချိန်ခန့်မှာကြဆုံခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကဖော်ပြပါတယ်ရှင်။ ဝင်ရချင်းတော်မှာထောင်ပြောင်းရွှေ့ပြင့်ရောက်ရှိလာတဲ့နိုင်ငံအကျဉ်းသားများကိုထောင်အာဏာပိုင်များကရိုက်နှက်တဲ့တဲ့ရင်းကိုလည်းတင်ပြပေးပါဦးမယ်။ဇွန်လ12ရက်နေ့မနက်အစောပိုင်းတွင်နိုင်ငံအကျဉ်းသားနှင့်အခြားအရာစုအကျဉ်းသားများစုစုပေါင်း200ဝန်းကျင်ခဲ့သည့်နေ့လယ်12နာရီဝန်းကျင်တွင်မန္တလေးဥပိုလ်ကျင်းတော်တို့ရောက်ရှိခဲ့ပြီးဥပိုလ်ထောင်ဘူးဝအဝင်တွင်ထောင်ပြောင်းရွှေ့ရောက်လာသူအလုံးနီးပါးအားခြေဦးစီးဝန်ထမ်းများနှင့်ရဲတပ်ဖွဲ့ဝင်များမှရာဘာဒုတ်တသားဒုတ်များနှင့်ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကိုရဲ PPN မှတင်ထုတ်ပြန်ပါတယ်။ရိုက်နှက်မှုကြောင့်နိုင်ငံအကျဉ်းသားအ ਨੇ စုံက 50ဦးသည့်ဦးခေါင်လက်နှင့်နောက်ကျောတစ်လျှောက်တွင်ထိရှားနှင့်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြပြီးသက်ရှင်သန်ပိုင်းခွင့်များပင်ချိန်ကျောက်ခံရလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ဇွန်လ23ရက်နေ့တွင်မန္တလေးဥပိုလ်အကျဉ်းအောင်မှမြင်းချက်နှင့်မကွေးအကျဉ်းအောင်များဘက်သို့ထပ်မံရွှေ့ပြောင်းရန်ပြင်ဆင်လျက်ရှိပြီးသက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်ဝိုင်းဝန်းအသံထုတ်ရလိုအပ်သည့်ဆောင်ရွက်မှုများပြုလုပ်ပေးကြရန်အတိပေးထုတ်ပြန်ထားပါတယ်ရှင်။ နမ်ခန်ဟိုနာကြည်အရင်စိတ်မနှံ့သူမျိုးသားတအုမကလေးငယ်တအုကိုရိုင်းနှံမှုကြောင့်သေဆုံးတဲ့တဲ့ရင်ကိုလည်းတင်ပြပေးကြပါမယ်။တအောင်ပြည်တမဟာ6နှစ်မြင့်နမ်ခန်မျိုးနဲ့ဟိုနာကြည်ရွာမှာစိတ်မနှံ့သူမျိုးသားတအုမကလေးငယ်တအုကိုရိုင်းနှံမှုကြောင့်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း BSLF DNL မှတရင်ထုတ်ပြန်ပါတယ်။ဇွန်လ10ရက်နေ့နေ့လယ်12:00မိနစ်အချိန်ခန့်တွင်တပ်9နှစ်အရွယ်မောင်ထက်အောင်ဆိုင် အိမ်မေးတွင်ဆော့ကစားနေချိန်စိတ်မနှံ့သူဦးဆိုင်မော်ကထင်းတချောင်းကိုယူပြီးရိုက်နှက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ကလေးရဲ့ဦးကောင်းတဲ့နောက်ဆက်ကိုရိုက်နှက်ခဲ့တာကြောင့်စိတ်ယုံသူပို့ဆောင်ရလုံနေစဉ်အတွင်းမှာပဲသေဆုံးသွားခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပြစ်မှုကျူးလွန်သည့်ဦးဆိုင်မော်ကိုတအားပြည်ရဲ့တပ်ဖွဲ့မှတွားရောက်ဖမ်းဆီးထိန်သိမ်းထားခဲ့ပါတယ်ရှင်။ ။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့မန္တလေးမြို့ Sky Villa B အဆောင်အခမ်းအနက် H2 မှာရုပ်လောင်း၃ခုအားထုတ်ယူတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ23ရက်နေ့ညနေ3:10မိနစ်အတွင်းမန္တလေးမြို့ Sky Villa B အဆောင်အခမ်းအနက် H2 မှာမြို့သမီးတူရဲ့ရုပ်လောင်းနဲ့မြို့သားကလေးတူတို့ရဲ့ရုပ်လောင်းတို့ကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ပြီးဆောင်အခန်းမ87မှာရွှေ30ကျပ်သား၄တုံးရွှေ5ကျပ်သားတုံးရွှေ2ကျပ်သားတုံးရွှေလက်ကောက်2ကွက်ရွှေဆွဲကြို3ကုန်ရွှေနှကတ်3ရက်ရွှေလက်စုတ်2ကွက်ရွှေဆွဲသည့်တစ်ခုပရင်ဆွဲသည့်နှစ်ခုရွှေတုံးအစ20သားနဲ့ရေးကြီးဆောင်ရွက်စာတမ်းများအခန်းမ H4 မှာမြန်မာငွေ2854သိန်း9500ကျပ်နဲ့ဖုန်းတစ်လုံး owner book နှစ်အုပ်နဲ့ရေးကြီးဆောင်ရွက်စာတမ်းတွေတွေ့ရှိခဲ့ရပြီးပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတစ်ဆင့်ပိုင်ရှင်ထံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ကြောင်မဲရင်တအောင်စာဖွဲ TLA မှအခြေခံတအောင်ယုံသုံးစာတင်နန်းဆင်ပွဲကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်။ဇွန်လ10ရက်နေ့နနက်9:00နာရီအချိန်တွင်တအောင်ပြည်တမဟာနှင်းနယ်မြေကြောင်မဲမြို့နယ်ပန်ဖြတ်ကျေးရွာတွင်တအောင်စာဖွဲ TLA မှအခြေခံတအောင်ယုံသုံးစာတင်နန်းဆင်ပွဲပြုလုပ်ကျင်းပခဲ့ကြောင်း BSLF TNL မှသတင်းထုတ်ပြန်ပါတယ်။အဆိုပါတင်နန်းကိုတင်နန်းသား12ဦးနဲ့တင်နန်းသူ46ဦးစုစုပေါင်း58ဦးတို့တက်ရောက်တင်ကြားခဲ့ပြီး၎င်းတို့ကိုတအောင်စာဖွဲ TLA မှတင်နန်းတက်ရောက်အောင်မြင်ပြီးနောက်ကြောင်းတင်နန်းဆင်လက်မှတ် certificate များချီးမြှင့်ပေးအပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်ထိုတင်တန်းစင်ပွဲကိုတင်တန်းသားတင်တန်းသူများဆရာဆရာမများနဲ့မိဘပြည်သူလူထုများအပါအဝင်စုစုပေါင်းလူဦးရေ150ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်မေလာအတွင်းတွင်တအောင်းစာဖွဲ့တရလီမှမိုးမိတ်နှင့်မိုးကုတ်မြို့နယ်တို့မှចောင်းသားចောင်းသူစုစုပေါင်း205ဦးတို့ကိုအချိန်ကတအောင်းသုံးသုံးစာတင်တန်းဖွင့်လှစ်တင်ကြားပေးခဲ့ပါတယ်ရှင်ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာကီနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်